ိုင်နာခစ်ကိုဒိုင်နာတွေ14ပေတွေဆိုတော့ကျွန်တော်တို့မှာမှန်နေပါမပါဘူးလေအကာမပေါ့ကျွန်တော်တန်ကိုင်းကိုပဲကန်ပြီးစီးရတော့စီးရခါကျတော့ तू ကတစ်ဖက်ကကဝင်ကိုကဖြတ်ကျော်သူတို့ဟိုဘက်ကလာတဲ့လမ်းကြောင်းတွေမလွတ်တဲ့ခါကျ तू ရှောင်ပြေးတဲ့ခါပလက်ဖောင်းအဲ့တော့တော့စောက်ကစားတွေကိုဆိုတော့အဲ့မှာကျွန်တော်ဓာတ်တန်ကိုပြေးတိုက်တာကျွန်တော်ဘေးနာတစ်ယောက်ကလည်းပြတ်သွားတယ်ပြတ်သွားပြီး तू ကလဲသွားလဲသွားချိန်မှာကျွန်တော်သွားထူလာသွားထူလာတဲ့ခါကျကျွန်တော်လက်ကမပါလာဘူးမပါလာတော့ 公路编辑哈，多一路。 မထူးတော့ကိုကိုကိုအတက်ကုန်ညာဆောက်တယ်သဘောအဲ့ချိန်မှာကျွန်တော်ရှိပြလောက်မှတ်တော့ကျွန်တော်တို့ဖျားစာလေးယူရပြီးကျွန်တော်လက်ကိုကျွန်တော်အင်းကြီးအလုတ်ဝတ်ကျွန်တော်ကအလုတ်ဝတ်တဲ့အင်းကြီးကတစ်ထက်ယူရတယ်အမေရချော်ပေးလိုက်တော့မေချော်ပေးလိုက်အဲ့နေရာတန့်ပြန်နေတော်သေးတယ်ကျွန်တော်အဲ့ဒါစီးကြိုက်ချီပြီးစီးတော့ထိတာကတော့ဒီလက်တစ်ခုပဲထိတာဒါပေမဲ့သွေးတွေကကျွန်တော်ကလက်မရှိတဲ့အခါကျွန်တော်ပါးစပ်နဲ့ကြိုက်ချီလိုက်တဲ့အခါကျတော့မျက်နှာတစ်ခုလုံးသွေးတွေပြောတယ်ဒဏ်ရာတွေပဲမရမသိညားလို့ပြောတာ ကျွန်တော်နာမည်ကတော့နာမည်ရင်းကတော့မင်းစောပါကျွန်တော်ဟာတာလူရှင်တော့နာမည်ကတော့ဒေးဗစ်လို့ခေါ်ပါတယ်ခင်ဗျာအတန်းစားနေအမှုပညာကိုဖန်တီးခွင့်ရအောင်ဆိုပြီးတော့ကျွန်တော်တို့တွေကိုတနိုင်ငံလုံးတိုင်းလာပြိုင်ပွဲတွေလုပ်ပေးတဲ့အစိုးကလူရှင်တော့အငိမ့်နေပေါ့နော်အဲ့မှာပြိုင်တဲ့အခါကျွန်တော်တို့ဆုရခဲ့ပါတယ်ဟုတ်ပါဆုလို့ရခဲ့ပါအဲကျွန်တော်တို့ဒုတိယဆုရခဲ့ပါခင်ဗျာအဲ့မတန်ဆွမ်းနေလို့လုတဲ့ခါကျတော့ဒီမတန်ဆွမ်းနေရောအပြင်မရှင်တော့ရောဝဲကန်းလောက်လာနောက်ပြီးတော့အပြင်ပွဲတွေရောကပြခွင့်ရသေးတယ် အရခဲ့ပါလေကျွန်တော်တို့အပြင်ပွဲတွေတော့ကာခဲ့ရပါဒါပေမဲ့ကျွန်တော်တို့မှာခက်ခဲတာတွေရှိပါတယ်ခက်ခဲဆိုတာကျွန်တော်တို့ကမတန်တန်းနေနေပဲသွားတာဆိုတော့မတန်တန်းအမှုပညာတွေနေပဲတက်သွားတဲ့ချိန်နဲ့ဆိုတော့ဟိုအပြင်မှာသွားကြတဲ့ခါကျတော့ကျွန်တော်တို့ကတိမ်ငြိမ်ရတာပေါ့တိမ်ငြိမ်ရဆိုတာနည်းနည်းအခက်ခဲတွေအများကြီးရှိတယ်ပေါ့နော်သူများတွေလို့ကျွန်တော်တို့တွေကဝစားဆင်မှုတွေမှာကျွန်တော်တို့မှာခက်ခဲမှုရှိတယ်တောင်စီဝတ်တာတွေခက်ခဲမှုရှိတယ်အဲ့တော့ကျွန်တော်တို့ဆရာတွေက ကျွန်တော်တို့ guideline လေးတွေနဲ့ပေါ့နော်ကျွန်တော်တို့သိချဘလို့ဝက်ဘလို့လုပ်ပြီးတော့ကျွန်တော်တို့အဲ့ဒါလေးတော့ချိပါတယ်ခက်ခဲလို့ဦးရှင်တော်ပြည်နာရက်ကိုဘယ်သူရက်တင်နေတောင်ရှိဝက်ခေါင်းပေါင်းအစားပေါ့ဘယ်သူရက်တင်အော်အဲ့လာတော့ကျွန်တော်တို့ကအပြင်ပါဘူးသူရနဲ့ကျွန်တော်တို့ live လေးလာတော့တင်စရာမြင်စရာပေါ့ကျွန်တော်တို့ထက်လက်ထက်တင်ပြီးတာတော့မရှိဘူးကျွန်တော်တို့ကလည်းကျွန်တော်တို့ plot လေးတွေနဲ့ပေါ့နော်တက်တလောက်မှတ်တလောက်လေးနဲ့ကျွန်တော်တငယ်ချင်းတွေ၃ယောက်စုတယ်မင်းသမီးလေးကစကားမပြောတတ်ဘူးကျွန်တော်တို့ကတော့ကိုရင်ကချိုရင်းတွေပေါ့အဲ့ဒါနဲ့ကျွန်တော်တက်ပြိုင်ကြတယ်ပြိုင်တော့ ကျွန်တော်တို့ကဟိုပြောမှဆိုရင်ဟိုခွေလေးတွေကြည့်တယ်ဗျာဗီဒီယိုလေးတွေကြည့်တာတယ်အဲ့ဟာတာလေးတွေကိုကြည့်တယ်အပြင်မှာကျွန်တော်တို့တငယ်ချင်းတွေကတာကျွန်တော်ကလိုက်လေးလာတယ်ဆိုင်အဲ့လိုမျိုးဝါသနာပါတယ်ဒါမှကျွန်တော်တို့ကအခွင့်အရေးအဲ့မှာရတဲ့ခါကျတော့ကျွန်တော်တိုက်ပြန်ကြမယ်လားတငယ်ချင်းတွေဆိုကျွန်တော်တငယ်ချင်းက over gain လက်ဆိုင်ကကျွန်တော်တို့ကအိုးစီတန်လေးတွေနဲ့နောက်ကျွန်တော်တို့ရှိတဲ့ပြက်လုံးလေးနဲ့ကျွန်တော်တို့သွားပြန်ကြတာ တောင်ပိုင်းကိုစားဘူးကျွန်တော်သွားပြိုင်လာပါတောင်ပိုင်းကိုစားဘူးပြိုင်လာမြောင်းတိုင်းတိုင်းတာမှာကျွန်တော်တို့ဒူးစရာဆူရခဲ့ပါတယ်အဲကျွန်တော်တို့ကအခုကတော့ဗီဒီယိုလေးတွေတော့ဖုန်းတွေပေါ်လာတဲ့ခါကျတော့ကျွန်တော်တို့အဲ့လို YouTube တွေအနေပြီးကျွန်တော်တို့ဟာတာတွေအငိမ့်တွေများများကြည့်တယ်ကျွန်တော်တို့ဖေးဆရာတွေရဲ့ပေါ့ဟိုအဖေဦးမိုးတွေတို့အဖေဦးဖေဦးတိန်ညွန့်တို့ပေါ့အဖေတိန်ညွန့်တို့ဆိုရင်ဒါကတဲ့ဟာတွေကျွန်တော်တို့လူလက်ပိုင်းတွေပါကတာတွေကျွန်တော်လိုက်လေလာတော့ခွေးတွေကျွန်တော်ကြည့်ရတာဟုတ် ကြည့်ရပြီးတော့အဲ့ထဲကနေပြကျွန်တော်တို့ကျွန်တော်အိမ်မှာမှန်ထောင်ကြည့်ယူသွားရတဲ့မျိုးဟိုကိုကြီးရလားကိုမျက်နှာကိုမှန်ကြည့်ပြီးတော့ကျွန်တော်တို့ကတရုပ်ဆောင်ရတာပေါ့ဟိုကျွန်တော်တို့ဘယ်လိုဘယ်လိုမင်းတို့မျက်နှာတရေနေဆိုတော့ကျွန်တော်မသိခဲ့ဘူးဒါပေမဲ့ကျွန်တော်အဲ့ပြက်လုံးတန်းလေးကျွန်တော်တို့ဟန်ဆောင်လုပ်ကြည့်တယ်ဟိုဘရာဇယ်လုပ်ကြည့်တယ်လုပ်ကြည့်လို့အဆင်ပြေမလားအဲပြန်တော့တိုက်သွားတယ်နောက်ကျွန်တော်တို့ပြက်လုံးကိုလွတ်ကြရတယ်ကျွန်တော်တို့ကတဘာမရှိဘွာမရှိတယ်ဆိုတော့ကျွန်တော်တို့ကမြင်းဆရာအနေနဲ့ပဲရှိတယ်အမြင်းဆရာအနေနဲ့ကျွန်တော်တို့တင်ဆရာက တိုက်တဲ့လူတို့မရှိခဲ့ဘူးလေဆရာကြီးလည်းမရှိခဲ့တော့ကျွန်တော်တို့ကအဲ့လိုပဲလေးလာရင်းနဲ့အဲ့လိုဝင်ပြန်ခဲ့တာအရှိတာပေါ့ရှိတယ်ဆိုတာကျွန်တော်တို့ကအရင်တော့ဝါသနာပါလေကျွန်တော်တို့ဝါသနာပါဆိုတော့ရက်ကွက်ကျွန်တော်တို့ဆုံးသိမ့်ပွဲလို့ပါအောင်ပါဆိုကျွန်တော်တို့ OC နဲ့ငားပြီးတော့ယူသူခဲ့ရတာအဲ့တော့ခြေလက်အင်္ကာစုံတယ်လေစုံတော့ခါကျတငယ်ချင်းနဲ့ OCD ကိုကမောင်ရွှေရိုးတွေပဲကတာအဲ့ဒီကဝါသနာပါအဲ့လိုမျိုးတာကနေရထမင်းသမီးဟင်းမေပဲဒါဆီယာမတွေကလည်းချစ်တယ်လေနောက်ရက်ကွက်တွေကလည်းလူငယ်တွေစုပြီးတော့ကျွန်တော် OC ဝိုင်းနေငားကြ ငါပြီးတော့ဆရာတွေခေါ်ခေါ်တဲ့ခါကျရင်ကျွန်တော်တို့ကလိုက်ကရတာပေါ့ဥရှိယူနဲ့ဒေါ်မိုးတွေကအဲအဲ့လိုမျိုးတွေကဝါသနာတော့ပါခဲ့ဒါပေမဲ့အဲ့လိုစင်မော်တက်ခွင်းတော့မရခဲ့ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်မတန်ဆန်းဖြစ်သွားချိန်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်ဒီလူပညာကိုဖန်တီးခွင့်ရလိုက်တာကျွန်တော်အယမ်းပျော်သွားအဲကျွန်တော်20လောက်မှာပေါ့ကျွန်တော်ကဟိုပါပေါ့အဲ့တော့လူပြူလူလို့လေဆိုတော့အမေတို့ကျွန်တော်လောက်ကန်ရင်ကျွန်တော်အလုံးလုံးတယ်ကျွန်တော်ကအကားပေါ်လီတွေအလုံးတယ် က်မှုပညာကတော့ကျွန်တော်အရင်ကကားပေါ်လေးတို့ကျွန်တော်တန်ပန်းနေပါရင် rain နေပါရင်ကျွန်တော်အဲ့ဒါလုပ်ပါတယ်အဲ့ဒါကျွန်တော်တတိချံသွားရင်လည်းကျွန်တော်လမ်းမှာကားအက္ခိဒန့်ဖြစ်ပြီးတော့ဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ပြောရမယ်ဆိုတော့ကျွန်တော်တို့အန်နေပေါ့ဗျာကားတွေအရကျွန်တော်ဒိုင်နာခစ်ကိုဒိုင်နာလေး14ပေကြီးဆိုတော့ကျွန်တော်တို့မှာမှန်နေပါမပါဘူးလေအကာမပေါ့ကျွန်တော်တန်ကိုင်းကိုပဲကန်ပြီးစီးရတာစီးရခါကျတော့ तू ကတစ်ဖက်ကကဝင်ကိုကဖြတ်ကျော် သူတို့ဟိုဘက်ကလာတဲ့လမ်းကြောင်းเนี่ยမလွတ်တဲ့ခါကျသူကရှောင်ပြေးတဲ့ခါ platform အဲ့တော့တော့စောက်ကစားတွေကိုဆိုတော့အဲ့မှာကျွန်တော်ဓာတ်တန်ကိုပြေးတိုက်တာကျွန်တော်ဘေးနာတစ်ယောက်ကလည်းပြတ်သွားတယ်ပြတ်သွားပြီးသူကလဲသွားလဲသွားချိန်မှာကျွန်တော်သွားထူတာသွားထူလိုက်တဲ့ခါကျကျွန်တော်လက်ကမပလာဘူးမပလာတော့ကိုယ့်ကိုပြန်ကြည့်ဟာသွားပြီလို့တွေးရလဲအဲ့မှာတလုံးတန်းလို့ကားပေါ်ရှိတဲ့လူတွေအကုန်ဆင်းဆင်းပြေးတာပေါ့ဆင်းပြေးတော့သူ့ကိုလည်းကျွန်တော်မကယ်နိုင်ဘူးကျွန်တော်ကိုလည်းကျွန်တော်မကယ်နိုင်ဘူးဖြစ် ဲ့မှာကျွန်တော်ဝမ်းနေတော့ကျွန်တော်ဘွားတော့သွားပြီကျွန်တော်ဘွားပြက်စီးပြီလို့ပဲကျွန်တော်တွေးလိုက်တယ်အဲ့အချိန်မှာသူ့ကိုကျွန်တော်ခေါင်းထူတာထူပြီးလို့မရမရတဲ့ခါမှာသူကလည်းကြမ်းကင်းနေပေါ့ကျွန်တော်လည်းကျွန်တော်လက်ကကျွန်တော်ညာတန်ကိုကျွန်တော်ညာတန်ဆိုတော့ဆွဲထူတဲ့အချိန်မှာလက်ကမပါတော့သူကျွန်တော်ဟာလည်းကျွန်တော်တွေးရတယ်ထွက်တယ်ဘေးမှာလည်းတယောက်ကလည်းကြိုက်ခဲပြီးငိုကျွေးနေကျွန်တော်ကမှပြောရမယ်ဆိုရင်ကျွန်တော်ဆက်ပြရရဲ့ဆက်ပြရလည်းစင်းပြေးသွားပြီလက်တွေပါပြက်သွားတော့ကြောက်လန့်ပြီးပြေးသွားတယ် သူကဒိုင်ဘာပဲရှိတယ်ဒိုင်ဘာကတော့ရက်ကားပေါ်ရင်ဒါမှမဟုတ်ကျွန်တော်တို့တခုတွေးတာအမထူးတော့ကိုကိုကိုအတက်ကိုညံဆောက်တယ်သဘောအဲ့ချိန်မှာကျွန်တော်ရှိသလောက်မှတ်သလောက်ကျွန်တော်တို့ဖျားစာလေးတွေယူရပြီးတော့ကျွန်တော်အလက်ကိုကျွန်တော်အင်းကြီးအလုတ်ဝတ်ကျွန်တော်ကအလုတ်ဝတ်တဲ့အင်းကြီးကတစ်ထက်ယူရတယ်အမေရချော်ပေးလိုက်တာပေါ့အမေချော်ပေးလိုက်အဲ့နေရာတန့်ပြန့်နေတော်သေးတယ်ကျွန်တော်အဲ့ဒါနဲ့စီးကြိုက်ချီပြီးတော့စီးတော့ထိတာကတော့ဒီလက်တစ်ခုပဲထိတာဒါပေမဲ့တွေးတယ်ကကျွန်တော်ကလက်မရှိတဲ့အခါကျွန်တော်ပါးစပ်နဲ့ကြိုက်ချီလိုက်တဲ့အခါကျတော့ မျက်နာတကူလုံးတွေးနေပြောဒဏ်ရာတွေပဲမရမသိညားလို့ဖြစ်သွားအာကျွန်တော်တို့ဆံမြဆေးကိုရောက်တဲ့အခါမှာကျွန်တော်စိတ်ကိုလုံးလုံးချလိုက်ကျွန်တော်မသေးတော့ဘူးကျွန်တော်ကအသက်ရှင်ဝင်ရသေးရဲ့ဆိုတော့ဆေးကိုရောက်ပြီဆိုတော့ကျွန်တော်ပျော်သွားအဲ့မှာကျွန်တော်တို့တော်တော်လေးကိုကျွန်တော်ဝမ်းနဲ့ကြေခွဲရတာပေါ့ဆက်ဖြစ်